ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Western Union အသုံးပြုနေတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ကျွန်တော်နေ Western Union အကောက်ကိုဖုန်းနံပါတ်ဘယ်လိုပြောင်းလဲအသုံးပြုရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကြောင်းတစ်ခုခုကြောင်းပေါ့နော်ပထမဖွင့်လာတဲ့ဖုန်းစင်ကကကျွန်တော်တို့ပျောက်သွားခဲ့ပြီဆိုရင်ကျွန်တော်တို့နောက်ထပ်လက်ရှိရှိတဲ့ဖုန်းနံပါတ်တင်နေဘယ်လိုရှင်းရမလဲဆိုတာကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ဒီခုပဲလိုက်လို့ကြည့်မှာဗျာ အတခုသိထားရမှာကကျွန်တော်တို့ဒီ Western Union အကောက်ကလက်ရှိအသုံးပြုနေသေးလို့ရနိုင်ရမှာဗျာလက်ရှိအကောက်ကရှိနေသေးတယ်ဆိုမှဒါကျွန်တော်တို့ချိန်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှတော့အကောက်ရှိနေသေးတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဖုန်းနံပါတ်ကအသုံးလို့မရတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပြောင်းမှဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ Western Union Software တွေကိုသွားမှာဗျာအာကျွန်တော်တို့ Software တွေရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ Login ဝင်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီပေါ်ကလူခေါင်းလေးကိုတစ်ချက်နှိပ်မယ်ဗျာနှိပ်ပြီးပြီဆိုတာနဲ့ဒါကျွန်တော်တို့ဒီမှာ အပေါ်ကိုစနစ်ဆွတင်လိုက်မယ်ဗျာဆွတင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာနော် as or upgrade on verifying your mobile number ဆိုပြီးတော့ကျွန်တော်ဒီမှာဖုန်းနံပါတ်အပြောင်းအလဲနေရာလေးကျွန်တော်ရှိတယ်ဗျာဒီနေရာလေးကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့အရင်ဦးဆုံးဖုန်းနံပါတ်ပြနေလိမ့်မယ်ဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ဖြတ်မယ်ဖြတ်ပြီးပြီးဆိုတာနဲ့ကျွန်တော်တို့ကိုလက်ရှိအပြောင်းမဲ့ပေါ့နော်ဒါဖုန်းနံပါတ်အစ်စ်ကိုကျွန်တော်တို့ဒါမှန်ကန်အောင်ထည့်ပြီးပါဖုန်းနံပါတ်အစ်စ်ကိုကျွန်တော်တို့မှန်ကန်အောင်ထည့်ပြီးပြီးဆိုတာနဲ့ကျွန်တော်တို့ smith ကိုနှိပ်ပြီးလိုက်မယ်နော် โอเคကျွန်တော်တို့ဒီမှာ submit ကိုနှိပ်လိုက်မယ်ပြီးပြီးဆိုရင်လည်းကျွန်တော်တို့ခဏလေးစောင့်ပေးပါเนาะဒီနေရာမှာအာပြောင်းမဲ့ single ရဲ့ဖုန်းတွေကို OTP message ဝင်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ message OTP ကြာရင်ထည့်ပေးပါเนาะโอเคဒီနီလန်းလေးတွေကကျွန်တော်တို့မသိသေးတဲ့သူတွေအတွက်တော့ခက်ခဲလိမ့်မယ်သိတဲ့သူတွေအတွက်တော့အရင်ထဲမှာလွယ်ကူပါတယ်အဲကျွန်တော်သိတဲ့ဘိုင်းလေးတွေကိုပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်โอเคပြီးရင်ကျွန်တော်ဒီမှာတော့ OTP ထည့်ပါပြီးရင် smith ကိုနှိပ်ပြီးရတယ်ကျွန်တော်တို့ data ဖုန်းနံပါတ် chain တာပြီးသွားပြီဘာမှခတ်ဘူးဒီလောက်ပဲပေါ့နော်အဲဆိုရင်တော့ပြီးသွားပြီပုံမှန်တိုင်းပဲကျွန်တော်တို့ဒီအကောက်ကိုဒီနောက်ပြောင်းတဲ့ဖုန်းနံပါတ်နဲ့ log in ဝင်ပြီးတော့ဒါပြန်လည်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ log out ထွက်ကြည့်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ဖုန်းနံပါတ် chain တာအောင်မြင်လားမအောင်မြင်လားဆိုတာကိုတခါတည်းဒါစမ်းသပ်လို့ရတယ်ပေါ့ဗျာအကျွန်တော် log out ထွက်ပြီးသွားပြီဆိုရင် log in ပြန်ဝင်တဲ့အခါမှာဆိုရင်ဒီဖုန်းနံပါတ်နဲ့အကျွန်တော်တို့ log in ပြန်ဝင်လိုက်ယုံမှာဖြစ်ပါတယ်ဒါဆိုရင်တော့အကောက်ကအလုံးတွေ့ရတိုင်းပဲကျွန်တော်တို့ရသွားမှာဖြစ်ပါတယ် โอเคမိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီ Ustan Union ကောင်းတဲ့ပတ်သက်ပြီးနောက်ထပ်သိရှင်တဲ့အကြောင်းအရာလေးရှိသေးတယ်ဆိုရင်လည်းဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့မေးလာလို့ရတယ်ကျွန်တော်သိတဲ့အကြောင်းအရာလေးဆိုရင်ကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးရဲ့ sharing ကုလိုမျိုးလုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာโอเคအားလုံးပဲအင်ပြေကြပါသေးနောက်ဗီဒီယိုတွေမှာကျွန်တော်တွေထပ်တွေ့ကြအောင်မယ်ဗျာမိတ်ဆွေတို့တို့အကျိုးရှိရဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe ပြုလုပ်ပေးဖို့လည်းမမေ့ပါနဲ့ဗျာအားလုံးပဲအင်ပြေကြပါသေး